အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်တင်ဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ညဝရီမျိုးနဲ့၄ကီကော်တိုက်ပွဲအတွင်းမြန်မာဘက်မှပြစ်ခတ်သောလက်နက်ကြီးကြီးထိုင်းပြည်ပေါ်သို့ကြားရောက်ပောက်ကွဲပြီးနောက်ထိုင်းစစ်တပ်ကနေဆက်တွင်လုံခြုံရေးတိုးမြင့်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ညဝရီမျိုးနဲ့၄ကီကော်တိုက်ပွဲအတွင်းမြန်မာဘက်မှပြစ်ခတ်သောလက်နက်ကြီးကြီး ထိုင်းပြည်ပေါ်သို့ကြားရောက်ပောက်ကွဲပြီးနောက်ထိုင်းစစ်တပ်ကနေဆက်တွင်လုံခြုံရေးတိုးမြှင့်ထားကြောင်းထိုင်းသတင်းဌာနများကသတင်းဖော်ပြပါရယ်စက်တင်ဘာလ24ရက်နေ့မြဝတီမြို့နယ်လေးကေကော်တွင်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေစဉ်မြန်မာဘက်မှပြစ်ခတ်လိုက်သောလက်နက်ကြီးကြီးသည်ထိုင်းနိုင်ငံမေဆောက်မြို့နယ်တွင်သို့ကြားရောက်ပောက်ကွဲခဲ့ကြောင်းအဆိုပါကြားရောက်ပောက်ကွဲမှုကြောင်းလူထိခိုက်ခြင်းမရှိတော့လေထိုင်းနိုင်ငံကမြန်မာဘက်သို့တရားဝင်ကန့်ကွက်လှပေးဖို့လိုက်ကြောင်းသိရပါရယ်ထို့သောကန့်ကွက်လှပေးဖို့ပြီးနောက်ထိုင်းစစ်တပ်ကထိုင်းမြန်မာနယ်စပ်တလျှောက်လုံးတွင် ထိုင်းစစ်တပ်ကကင်းလေခြင်းနှင့်လူကြုံရေးတုံ့ပြန်မှုများကိုလှုပ်ဆောင်လာကြောင်းထိုင်းဘက်အချမ်းတွင်24နှစ်လူကြုံရေးတုံ့ပြန်လိုက်ကြောင်းသိရှိရပါသည်စက်တင်ဘာလ20ရက်နေ့မှစတင်၍စစ်တပ်ကမြောက်ဝတီမြို့နယ်လေခိတ်ကော်မြို့သို့စစ်ကြောင်းများစတင်ထိုးလာပြီးဆွဲတော်အမြောက်ကုန်းကိုရရှိရေးကျူးပန်းထိုးစစ်ဆင်လာကြောင်းရှင်းနေမှစတင်၍ယနေ့စက်တင်ဘာ25ရက်နေ့အထိတိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေကစစ်တပ်ဘက်မှထိခိုက်တေဆုံးမှုများပြားနေကြောင်းကရင်စစ်ရေးတရင်ရင့်မြစ်ထံမှသိရပါသည်ဆက်လက်ပြီး ရှင်းမိုင်အုပ်စုဖွဲ့ဓာခုမှုဖြစ်ပြီးနောက်မြန်မာနိုင်ငံသား150ကျော်အဖမ်းခံထားရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ်။ထိုင်းနိုင်ငံမြောက်ပိုင်းရှင်းမိုင်မြို့တွင်စက်တင်ဘာလတတိယပတ်၌အုပ်စုဖွဲ့ဓာခုမှုဖြစ်ပွားပြီးနောက်ပိုင်းရဲတပ်ဖွဲ့ကမြို့အတွင်းကင်းလှည့်ခြင်း၊ဂိတ်ချစစ်ဆေးခြင်းများစတိုက်ပြုလုပ်လျက်ရှိရာလက်ရှိမြန်မာနိုင်ငံသား150ကျော်ဖမ်းဆီးခံထားရကြောင်းရွှေပြောင်းလုတ်သားသတင်းများဖော်ပြပေးနေသည့်ရှင်းမိုင်မြို့နေကိုယောဟန်ဂျွန်ဒေးလီက၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတက်ဆင့်ပြောထားပါသည်။ ၎င်းကကျွန်တော်တို့ချင်းမိုင်မြို့မှာအဖမ်းစည်းတွေအင်မတန်များလာပြီးချင်းမိုင်လန်ဖွန်အဖမ်းစည်းတွေပိုကျန်းလာတာတွေ့ရတယ်။အထူးရဲတပ်ဖွဲ့တွေဖွဲ့စည်းပြီးတော့ခင်းလက်ဖမ်းဆီးတာမျိုးတွေနေရတကာဂိတ်တွေချဖမ်းဆီးတာမျိုးတွေများပြားလာတာတွေ့ရပါတယ်။ဒါတွေကလွန်ခဲ့တဲ့ပတ်မှာလူရန်ကားတပ်ဖွဲ့တွေကဓာတ်ခုံမှုဖြစ်လို့စစ်ဆေးတဲ့ဟာတွေကပိုများပြားလာတာတွေ့ရပါတယ်။ပြီးခဲ့တဲ့၁၈ရက်ကစပြီးစက်တင်ဘာ၂၄ရက်ထိအယောက်၂၀၀ကျော်ဖမ်းထားပြီးဖြစ်တယ်။ ဒီထဲမှာကျွန်တော်တို့မြန်မာပြည်သားအယောက်150ကျော်နဲ့အများဆုံးဖြစ်တယ်ဟုပြောပါတယ်။အဆိုပါဖန်ဆီးခံထားရသူများမှာနေထိုင်ခွင့်အထောက်အထားမရှိသူများခိုးမှုရန်ကားမှုစသဖြင့်အမှုမျိုးစုံပါဝင်ပြီးလက်ရှိချင်းမာမျိုးတွင်ထိုင်းရက်တခွေများမှစစ်ဆေးမေးမြမှုတင်ကျပ်လာသလိုထိုင်းလူမျိုးများကလည်းမြန်မာနိုင်ငံသားများအပေါ်ပုံမှုသတိထားလာနေသဖြင့်မြန်မာနိုင်ငံသားများအနေဖြင့်အသွာလာစင်ကြယ်သတိထားရန်နှင့်အပြင်ထွက်တဲ့အခါနေထိုင်ခွင့်အထောက်အထားအပြည့်စုံယူဆောင်သွားကြရန်လည်း၎င်းကအကြံပြုထားပါတယ် စက်တင်ဘာလ16ရက်ညာ7နာရီကျော်တွင်စိုင်းကယ်စီးနှင်းလာသည့်စေကျော်သက်လူငယ်တစုနှင့်ထိုင်းလူငယ်တစုတွေ့ဆုံရန်ဖြစ်ခဲ့ရမှာဒါခုံမှုကျူးလွန်ခဲ့သောမြန်မာလူငယ်15ဦးပါဂိုင်းတစ်ခုကိုထိုင်းရက်တပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီးကျူးလွန်သူများအားဥပဒေအရအရေးယူ၍ပြည်နှင်ထံပေးမည်ဖြစ်ကြောင်းစက်တင်ဘာ16ရက်၌ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင်ရဲတပ်ဖွဲ့ကပြောဆိုထားပါသည်။ကျွန်မ၏တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။